တခုခုများအယုံဆိုင်ပြီးတော့လုပ်ရမယ်ဆိုရင် လက်ကတုံလာပြီဇွန်းလေးကင်ပြီးတော့ ဟင်းကြိုတောက်တာတောင်တုံလို့ဖိတ်ကုန်တာတူနဲ့စားမယ်ဆိုညက်ရခတ်တာရေခွက်ကင်လို့ရှိရင်လက်တုံတာတွေကအတော်ကိုအဆင်မပြေဖြစ်ရတာပါနော်အများစုကတော့အရက်ကြောင့်ကဖိန်းကြောင့်ဒီလိုဖြစ်တတ်တယ်လို့ပြောကြပေမဲ့အရက်မတောက်ကော်ဖီမတောက်တဲ့သူတွေအတွက်ကတော့တခြားအကြောင်းရင်းတွေရှိနေပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဘာကြောင့်လက်တုံရတယ်လဲဆိုတဲ့အကြောင်းရင်းလေးတွေကိုပြပြပေးထားပါရရှင်။ ်။ပထမဆုံးတစ်ခုကတော့ Iron Joy Yoga ပါ။ အဆန်ရှင်ထရမာလို့ခေါ်တဲ့အာယံရောယောဂတစ်မျိုးကြောင့်လက်တုံစေတတ်ပါရဲ့ရှင်။ကော်ဖီကွက်ကင်လေတုံ၊ဖယောင်းနိုင်ကင်လေတုံ၊ဇွန်ခရင်၊ဇွန်ခရင်ကင်လေတုံတွေတက်တဲ့သူတွေမှာအဖြစ်များဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ဒီလိုတုံခါမှုအမျိုးအစားရဲ့အကြောင်းရင်းကအတိအကျတော့မသိရသေးပါဘူး။နေ့စဉ်အလုပ်တွေမှာနည်းနည်းအဆင်မပြေရှိတတ်ပေမဲ့အဆန်ရှင်ထရမာခံစားရတဲ့သူတွေအများစုကတော့အနေရမရှိသလိုနောက်ဆက်တွဲပြဿနာကြီးကြီးမားမားမရှိတတ်ပါဘူးရှင်။နောက်ထပ်အချက်တစ်ခုကတော့ကဖိန်းတက်လွန်ခဲ့တာပါ။မနက် ်ပိုင်းမှာကော်ဖီတောက်တယ်။နေ့လယ်ခဏနားတဲ့အချိန်မှာလည်းတောက်တယ်။လက်ဖက်ရည်တောက်တယ်။အားဖြည့်ချွေတွေလည်းတောက်တယ်။ညကြတော့လည်းကော်ဖီကိုထပ်တောက်တယ်။ကဲကဖိန်းနဲ့ရီအများကြီးပိုက်ထဲဝင်သွားပြီပေါ့။ကဖိန်းကအာယုံလန်းစအောင်နှိုးဆွနိုင်တဲ့အတက်တပြိုဖြစ်တယ်လို့တောက်တာများသားမယ်ဆိုလို့ရှိရင်လည်းလက်တော်အောင်ပိုနှိုးဆွနိုင်တဲ့အရာတစ်ခုလည်းဖြစ်ပါရဲ့ရှင်။နောက်ထပ်ချက်တစ်ခုကတော့အရေးဖြက်လိုက်တူပါ။အရေးကြိုက်တဲ့သူတွေမတောက်ရတဲ့အခါမှာဖြစ်တဲ့လက္ခဏာတွေထဲမှာလက်တော်ချင်းကလည်းတစ်ခုပါဝင်ပါပဲနော်။နောက်ဆုံးတောက်ခဲ့ပြီးတော့အစိမ့်နိုင်အတွင်းမှာစပြီးတော့ခန်းစားရတဲ့ တ်ပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့ပါကင်ဆန်ယောဂါပါ။ပါကင်ဆန်ယောဂါရှိတဲ့သူတွေမှာကြွက်သားတွေကိုလှုပ်ရှားဖို့တည်င်းပို့တဲ့အုံနှုတ်ဆဲတွေပျက်စီးလာတဲ့အတွက်ကြောင့်မို့လို့လက်တုံတက်ပါတယ်။ဆဆချင်းတော့လက်ထက်ဖက်မှာပဲတုံတက်ပေမဲ့ကြာလာတာနဲ့အများနောက်ထပ်ဖက်မှာပါဖြစ်လာပါတော့တယ်။လှုပ်ရှားမှုတွေနှိမ့်လာနိုင်တယ်လို့ဟန်ချဲညီအောင်ထင်းဖို့လည်းခက်လာပါတယ်။ဒါမှမဟုတ်လက်နဲ့ခြေထောက်တွေတောက်တင်းလာနိုင်ပါတယ်ရှင်။ပါကင်ဆန်ကြောင့်တုံ့ရတာဆိုရင်တော့တောက်ဆေးတွေဒါမှမဟုတ်ခွဲစိတ်ကူးတောက်မှုတွေလိုအပ်လာနိုင်ပါတယ်ရှင်။ ။နောက်တစ်ခုကတော့အုံနောက်အာယုံကျော်ယောဂါပါ။မာတီဘဲဆလာရိုးစလို့ခေါ်တဲ့မိုင်လင်လို့ခေါ်တယ်ပေါ့နော်။အာယုံကျော်အပေါ်ရန်လွှာကိုဖြည့်ဆည်းစေတာပါ။ဒီလိုမျိုးဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်လည်းလက်တွေဒါမှမဟုတ်တခြားအစိတ်ပိုင်းတွေမှာတုံခါးလေးလက္ခဏာတွေဖြစ်နိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့သားရိုက်ယောဂါပါ။လက်တုံတာကသားရိုက်ဟော်မုန်းများခြင်းရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။သားရိုက်ကလင်းတွေအရင်အလုံးလုံးလွန်ပြီးတော့နှလုံးခုန်နှောင်းကိုမြင့်စေပါတယ်။ဘာမှလည်းမလုပ်ရဘဲနဲ့ကိုယ်လေးချိန်ကျဆင်းသွားတာအလင်းရောင်ကိုမခံနိုင်တာန လုံးခုန်မြန်တာကောင်းကောင်းအိပ်မလျော်တာတွေလည်းဖြစ်နိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့အိပ်ရေးပြတ်တာပါ။လောင်စာကိုအလုံးအလောက်မဖြစ်ပေးလို့ရှိရင်ကားဆက်တောင်နှုတ်လို့မရပါဘူး။လူခဏာကိုတစ်ခုလုံးကိုကောင်းကောင်းလေပတ်နိုင်ဖို့ကလည်းအစားအသောက်နဲ့အိပ်ရေးတွေဝနေဖို့အတွက်လိုအပ်ပါတယ်။မအိပ်ဘဲနဲ့ဆိုရင်အုံနောက်ကအမှန်မှန်ကန်ကန်အလုပ်လုပ်မယ်ထင်ပါသလား။အုံနောက်ရဲ့အမှားယုံတတိပေးချက်တွေကြောင့်လက်တုံနာအပါအဝင်အာယုံကြောစနစ်တွေကမောက်ကပဖြစ်စေနိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့သွေးကြိုကြတာပါ ကျွတ်သားတွေနဲ့အာရုံရိုးတွေဆိုတာကသူရင်းတကြားတဲ့နဲ့အားဖြည့်ပေးထားတာပါ။တကြားတဲ့အလုံးလုံးမရဘူးဆိုရင်တော့လက်တွေတုံလာနိုင်ပါတယ်။စီယူကြောင့်စီဝါတချို့ကြောင့် အရေးကြောင့်အစားနေတာကြောင့်လေသူတွင်တကြတက်ကအကျဆင်းနိုင်ပါတယ်ရှင်။နောက်တစ်ခုအနေနဲ့ကတော့စိတ်ဖိစီးနေတာပေါ့နော်။စိတ်ဖိစီးတဲ့အခါမှာခန္ဓာကိုယ်ကအာယုံကြောတွေရဲ့လှုပ်ရှားမှုကလည်းလွန်ကဲလာပါတယ်။နှလုံးခုန်တွေမြန်လာပြီးတော့လက်လက်တုံတက်ပါတယ်။ဒါကတော့အသက်ရှူလေးခြင်းငိုင်းပဲဖြစ်ဖြစ်တရားထိုင်တာပဲဖြစ်ဖြစ်တနည်းနည်းနဲ့စိတ်ဖိစီးမှုကိုဖြေလျှော့လိုက်တဲ့အခါမှာဆိုရင်တော့ပြန်ပြေသွားနိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့ဆေးဝါးတွေကြောင့်ပေါ့နော်။လက်တုံတာကစိတ်ချမ်းမာရေးဆိုင်ရာဆေးတွေအတက်ယောဂါခေါင်းတစ်ချမ်းကြိုက်တာ အာယံကျော်ယောဂပန်းနိုင်ရင်ချက်တို့လိုမျိုးယောဂတွေအတွက်တောက်သုံးရတဲ့စီဝါတွေရဲ့ပေးတော့စကြုပ်အနေနဲ့လည်းဖြစ်နေတတ်ပါရဲ့ရှင်။နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ဗီတာမင်အားနေတာပါ။အာယံရောစနစ်ကျန်းမာရေးအတွက်ဗီတာမင် B12 ရဲ့အခန့်ကဏ္ဍကအရင်ကိုအရေးကြီးပါတယ်နော်။အသားကျဲဥသိမ့်မဆိုင်ဒါမှမဟုတ်နွားနို့မတောက်ရင်ဗီတာမင် B12 ကျွဲဝါတဲ့အစားအစာတွေကိုမစားဘူးဆိုရင်တော့အားနေနိုင်ပါတယ်ရှင်။ဗီတာမင် B12 ချို့တဲ့အခါမှာဆိုလို့ရှိရင်လည်းလက်တုံတာတွေခြေလက်တွေထုံကျင်တာတွေအားနေတာတွေဖြစ်တတ်ပါတယ်ရှင်။ဒီလောက်ဆိုလို့ ရှင်လက်တုံရတဲ့အကြောင်းရင်းတွေကိုသိလောက်ပြီးလို့ထင်ပါတယ်။နောက်ထပ်လဲဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆက်မွေးကြည့်အပ်ပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။